ဗီဒီယိုမှာတော့ Steve Jobs ကသူကိုယ်တိုင်တည်ထောင်ခဲ့တဲ့ Apple ကနေဘလို့ထုတ်ခံခဲ့ရလဲဆိုတာကိုကျွန်မတို့ပြောခဲ့ကြပြီးပြီ။အဲ့တော့1985ခုနှစ် Apple ကနေထွက်သွားတဲ့ Steve Jobs ကဘာတွေလုပ်နေခဲ့ရလဲ။သူက Apple ကနေထွက်ပြီးချင်းမှာပဲ Next ဆိုတဲ့ computer company အသစ်တစ်ခုထပ်ထောင်ခဲ့တယ်။ next computer တွေကအဲ့ဒီခေတ်ကတခြား computer တွေထက်အများကြီးပိုသားလွန်နေ design ပိုင်းအောင်စွမ်းဆောင်ရေးပိုင်းမှာပါအရန်ခေတ်ရှိပြီးလွန်နေ ဒါပေမဲ့ပြဿနာကတော့စီးရင်ကြီးတာ။ဒါကြောင့်မလို့ education နဲ့ research အတိုင်းအတိုင်းမှာပဲသုံးနိုင်ခဲ့ပြီးတော့စီးပွားရေးအရာအကြီးအကျယ်အောင်မြင်မှုတော့မရခဲ့ပါဘူး။သူထောင်ခဲ့တဲ့နောက်ထပ်ကုမ္ပဏီတစ်ခုကတော့လူတိုင်းသိတဲ့နာမည်ကြီး animation studio တစ်ခု Pixar လို့ခေါ်တယ်။အဲ့တော့ Apple ကနေထွက်ပြီးတနှစ်အကြာ1986ခုနှစ်မှာပေါ့ Steve Jobs က Star Wars ကိုဖန်တီးခဲ့တဲ့ George Lucas ကနေ computer graphic ဌာနကွယ်လေးတစ်ခုဝယ်လိုက်တယ်။ အဲ့ဌာနကွယ်လေးကို तू က fixer လို့နာမည်ပြောင်းခဲ့အစပိုင်းမှာကျတော့ fixer ကကွန်ပျူတာ hardware တွေနဲ့ software တွေကိုရောင်းဖို့ကြိုးစားခဲ့သေးတယ်။နောက်ပိုင်းမှာ Steve Jobs ကသူ့ရဲ့ကိုယ်ပိုင်ငွေတွေနဲ့ fixer ကိုထောက်ပံ့ရင်းနဲ့ကွန်ပျူတာ animated films တွေဖန်တီးတဲ့ဘက်ကိုလုံးဝဦးတည်ပြောင်းလဲလိုက်တယ်။1995ခုနှစ်မှာလူတိုင်းသိတဲ့ဘဝကွယ်အောင်မြင်တဲ့ Twin Story ဆိုတဲ့ဆက်ကထွက်လာပြီးတော့ကမ္ဘာကျော်အောင်မြင်မှုရသွားတယ်။ Steve Jobs ကလည်း Pixar ရဲ့ CEO နဲ့ main investor ဖြစ်ခဲ့တယ်။အဲ့တော့ဟုတ်ပြီ။ဇလန်ရဲ့အကောင်ဆုံးလှည့်ပြောင်းသွားကြတော့ Apple ကနေ Jobs ကိုထုတ်ပြီး12နှစ်အကြာမှာ Apple ကုမ္ပဏီကတော်တော်လေးကိုချိန်နေဆိုးပြီးတော့ဒီဝါလီခံဖို့ရက်60ပဲလိုတော့တဲ့အချိန်ဖြစ်လာခဲ့တယ်။သူတို့ရဲ့တခုလေသောမျောလင်းချက်ကသူတို့ကိုယ်တိုင်မောင်းထုတ်ခဲ့တဲ့ Steve Jobs ပဲ။ တနည်းပြောရရင်တို့ကတို့ရဲ့ Mac ကွန်ပျူတာတွေအတွက် operating system OS အသစ်တစ်ခုအရေးတကြီးလို့တာပေါ့အဲ့တော့တို့ကတခြားဘူးစီရမှာမဟုတ်ဘူး Steve Jobs တီထောင်ထားတဲ့ခုနပြောတဲ့ Next Company ကို1998ခုနှစ်မှာဝယ်ဖို့ဆုံးဖြတ်ခဲ့တယ်အဓိကကတော့ Next Step လို့နာမည်ပေးထားတဲ့ OS system ကိုလိုချင်လို့ အဲ့တော့ Steve Jobs ကကက်တင်ရှင်ကြီးလိုမျိုးတကားဖွင့်ပြီးပြောင်းဝင်လာတော့မဟုတ်ဘူး Apple က Steve Jobs ရဲ့ကုမ္ပဏီအသစ်ဖြစ်တဲ့ Nest ကိုဒေါ်လာတန်း400နဲ့ဝယ်ယူလိုက်ရတယ်အဲ့ဒီဝယ်ယူမှုရဲ့တစိတ်တစ်ပိုင်းအနေနဲ့ Steve Jobs က Apple ကိုယာယီ CEO အနေနဲ့ပြန်ရောက်လာခဲ့ရပေါ့ဒီနေရာမှာလူတွေတတိမထားမိတဲ့ထောင်ချောင်းတစ်ခုဟာရှိနေသေးတယ် Steve Jobs က CEO အနေနဲ့နာမည်တက်ပြီးပြန်လာပြီးမြဲ့ သူ့ရဲ့ board of directors ကဘယ်သူလို့ထင်လဲဟုတ်တယ်သူ့ကိုမနှစ်မြို့လို့မောင်းထုတ်ခဲ့တဲ့ board of directors ဖွဲ့ဝင်ဟောင်းနေပဲအဲ့တော့ Steve Jobs ကချင်းတဲ့ကူတဲ့ကိုသူ့ဆန္ဒလျောက်ပြောင်းဝင်သွားတယ်လို့ပဲသူ့မှာတကယ် authority မရှိဘူးသူ့ကိုအချိန်မီထပ်ပြီးမောင်းထုတ်လို့ရတဲ့အချိန်နေအဲ့တော့သူကဒီချင်းတွေကိုဘလို့ပြောင်းပြန်လှန်ခဲ့တယ်လဲ Jobs က Apple ကိုပြန်ရောက်လာတော့ငါသူက CEO ကိုယာတူနဲ့ပြန်ရောက်လာခဲ့တာမဟုတ်ဘူး။အရင်ဆုံးအကြံပေးပုဂ္ဂိုလ်ပေါ့ Advisor အနေနဲ့အရင်စဝင်လာတာ ။သူကအဲ့ဒီချိန် Apple မှာလုံးလုံးနေတဲ့ CEO တယောက်ရှိရဲ့သူ့ကိုထုတ်ဖို့အတွက် PR ပေးပြီးတော့အရင်ရှင်းထုတ်ခဲ့တာ။ပြီးကြတော့မှသူက CEO ဖြစ်လာခဲ့တာ။အဲ့တော့ Steve Jobs က CEO တွေလည်းတိတ်မတက်ဘူးအလုပ်တွေလည်းအများကြီးမလုပ်ပြဘူး။သူက Apple ကဒီဝါလီခံမှုရ60ပဲလိုတော့တယ်ဆိုတာသူသိတယ်။အဲ့ဒါကိုသူကအသာစီးနေနဲ့အသုံးချတယ်။ ဘော့ကိုသူကရိုးရှင်းတဲ့တောင်းဆိုမှုလေးတစ်ခုပဲတင်ပြခဲ့တယ်။ကုမ္ပဏီဒီလိုမျိုးပြက်လူညီပါဖြစ်နေရတဲ့ခမားတို့ရဲ့အားနည်းချက်တီးကြောင်လည်းပါတယ်။ကျွန်တော်ဒီလုပ်ငန်းကိုပြန်ကယ်တင်စီခြင်းရင်ခမားတို့အားလုံးနှုတ်ထွက်ပေးရမယ်။ဒါမှမဟုတ်ရင်ကျွန်တော်ထွက်မယ်တဲ့။အဲ့တော့သူ့ကိုစန့်ခြင်းရင် Apple ပျက်စီးမှာကိုလည်းတည်နေတဲ့အတွက်ပုံဖွဲ့ဝင်ဟောင်းနေရနှစ်အောင်လောက်ကလွဲပြီးတော့အကုန်လုံးနှုတ်ထွက်ပေးခဲ့ရတယ်။ဒါကြတော့ jobs ကဒီလကောင်းကောင်းတစ်ခုလုပ်ခဲ့တာမဟုတ်ဘဲနဲ့ဖိအားပေးပြီးတော့ထုတ်ပြလိုက်တဲ့သဘောပေါ့။ဒါကနိုင်ငံရေးမှာတုံတဲ့ power move အစစ်ပဲ။ သူက bot ကိုရွေးချယ်စရာမရှိအောင်လုပ်လိုက်တာအဲ့တော့ bot ကလည်းတည်တယ် Apple က Steve Jobs machine ရှေ့ဆက်လို့မရဘူးဒါမဲ့သူတို့မရှိရင်တော့ Apple ကရှေ့ဆက်လို့ရတယ်အဲ့တော့သူတို့ကကုမ္ပဏီကိုကယ်မလားသူတို့ယာတို့ကိုဖယ်မလားဆိုပြီးတော့ရွေးရတဲ့သဘော ဖြစ်သွားတယ်အဲ့တော့ခုနကပြောခဲ့တဲ့အတိုင်းပဲမဲခွဲဆုံးဖြတ်ပြီးတော့ရလက်အရပုတ်ဖွဲ့ဝင်တွေအလုံးကြီးပါနှုတ်ထွက်ပေးခဲ့ရတယ်အဲ့လိုနဲ့ Steve Jobs ကသူ့ရဲ့ရန်သူတော်တွေကိုတစ်ချက်တည်းနဲ့ရှင်းထုတ်လိုက်တာပေါ့နော် အဲ့တော့အခု Steve Jobs က Apple ရဲ့ယာယီပြင်ဖြစ်သွားပြီသူ့ကိုမောင်းထုတ်မဲ့ board ကလည်းမရှိတော့ဒါဆိုရင် तू ကအဲ့ဒီလစ်လက်သွားတဲ့ board color time တွေမှာဘသူတွေကိုအစားထိုးပြီးတော့ခန့်ခဲ့ရလဲ तू ကဒီတစ်ခေါက်မှကြာတော့အရန်တော်တဲ့ manager တွေကိုလိုက်မရှာတော့ဘူးသင်ငန်းစာလည်းတော်တော်ရပါပြီ အဲ့တော့သူထဲလိုက်တဲ့လူတွေကကြတော့သူ့ရဲ့ vision ကိုနားလည်တဲ့သူ့ကိုအကျွမ်းမဲ့ယုံကြည်တဲ့သူ့ရဲ့မဟာမိတ်အစ်စ်တွေပေါ့ဥပမာပြောရရင်သူ့ရဲ့အချစ်ဆုံးတငယ်ချင်း Oracle Company ရဲ့ CEO ဖြစ်တဲ့ Larry Ellison တို့လိုလူမျိုးအဲ့လိုလူမျိုးကိုပေါ်ထဲကိုတွင်းခဲ့တယ်။တခြားသူ့ပေါ်သစ္စာရှိတဲ့လူယုံကြည်တဲ့လူတွေကိုလည်းတွင်းခဲ့တာပေါ့ ဒါ corporate gain ရဲ့အမြင့်ဆုံးအဆင့်ပဲပေါ့နော် Steve Jobs က gain ကိုနိုင်အောင်ကစားရတာမဟုတ်ဘူး gain ရဲ့ဒိုင်လူကြီးတွေကိုပါကိုယ်လူနဲ့အစားထိုးပစ်လိုက်တာအဲ့တော့ तू ကသူ့ကိုထိန်းချုပ်မဲ့ board တစ်ခုကိုဖွဲ့စည်းတာမဟုတ်တော့ဘဲနဲ့သူ့ရဲ့ crazy idea တွေကိုကာကွယ်ပေးနိုင်မဲ့ဒိုင်းကာတစ်ခုတိစောက်ခဲ့တာပေါ့နော်သူ့ကိုဘယ်သူမှပြန်ထုတ်လို့မရတော့ဘူးသူ့ရဲ့ crazy idea တွေကိုလည်းဘယ်သူမှမတားတော့ဘူးအဲ့တော့ Acoustic Jobs ကအနာအပြစ်ပြန်ရပြီးအနောက်ရှက်တွေမရှိတော့ဘူး ဲ့ချိန်မှာသူပါဆက်လုပ်ခဲ့လဲမြတ်ထဲမှာဒေဝလီခံခံကြီး Apple Company ရှိနေတာအဲ့တော့ Apple ကိုကဲတင်ဖို့အတွက်သူပထမဆုံးလုပ်ခဲ့တဲ့ crazy idea ကဘာဖြစ်မလဲအဲ့တော့တင်တော့ကုမ္ပဏီကဒီဝါလီခံတော့မယ်ဆိုရင်မလုပ်ကြမလဲကုမ္ပဏီကပတ်စံနေလိုနေတော့ product တက်တွေအများကြီးထုတ်ပြီးတော့ sales တွေတိုးအောင်လုပ်မယ်လို့ထင်နေလား Steve Jobs လုပ်ခဲ့တာကတော့စန့်ကျင်ဘက်ပဲ။သူကရှင်းလင်းပွဲတစ်ခုစတင်ခဲ့တယ် ပါရှင်းလင်းတာလဲဆိုတော့ product တွေကိုရှင်းလင်းလိုက်တာသူ Apple ကိုပြန်ရောက်ပြီးတော့ရက်သက်တစ်ပတ်အနည်းငယ်တွင်မှာပဲ company ရဲ့ product တွေထဲက80ရာခိုင်နှုန်းကိုချက်ချင်းရချပလိုက်တယ် printer တွေ server တွေလူသိနေတဲ့ Mac model တွေအကုန်လုံးရက်လိုက်တာသူကသူယူသွားပြီလို့ထပ်ထင်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒါက Steve Jobs ရဲ့အကြီးမားဆုံးပါရမီပဲသူက whiteboard မှာအပေါင်းပုံစံမြင်းလေးနှစ်ချောင်းဆွဲပြီးတော့အစွန်းတစ်ဖက်စီမှာ product တစ်ခုစီကိုရေးလိုက်တယ် ပြီးတော့ Apple ကဒီ product ၄ခုပဲထုတ်တော့မယ်လို့ပြောခဲ့တယ်။တခုချင်းစီကတော့သူ့ရဲ့ target customer တွေရှိတာပေါ့။ဒီတခုကတော့ဘသူအတွက်ဒီတခုကတော့ဘသူအတွက်။အဲ့ဒါအသေးစိတ်ကြည့်ချင်တော့ Google မှာရှာကြည့်လို့ရပါတယ်။ပြောခဲ့တာကတော့တည်ထွင်စမ်းသပ်မှု innovation ဆိုတာအသစ်သစ်တော့အရာပေါင်းအခုတစ်ထောင်လောက်ကို yes လို့ပြောတာမဟုတ်ဘူး။အတော့မွင်တဲ့အရာ999ခုလောက်ကို no လို့ပြောနိုင်တဲ့ ability ပဲတဲ့အဲ့ဒီအရာအလုံးကို no လို့ပြောပြီးတော့ရှင်းထုတ်လိုက်တယ် ပြီးတော့ရလာတဲ့ focus ကိုသူက project တစ်ခုတည်းပေါ်မှာပဲပုံအောလိုက်တယ်။အဲ့ဒီ project ကကြတော့တမိုင်းမှာအကျော်ကြားဆုံး computer တွေတည်းကတစ်ခုဖြစ်လာမဲ့ iMac ပဲ။ iMac တစ်လုံးတည်းကနေပဲဒီဝါလီခံခံကြီး Apple ကုမ္ပဏီကိုအမြတ်ဆုံးပြန်ရတဲ့အထိဆွဲတင်ပေးခဲ့တာ။ဒီကြားထဲမှာ Steve လုတ်ခဲ့တာတွေတော့အသေးစိတ်မပြောတော့ဘူး။သူကသူ့ရဲ့ competitor ဖြစ်တဲ့ Microsoft ကြီးကလည်း investment တွေယူခဲ့တယ်။အာပြီးတော့အပြင်းပြန်လှန်လှန်သုံးသပ်ပြီးတော့မှ iMac ကိုမွေးဖွားပေးခဲ့တာ။ အရင်တော့ဆိုကွန်ပျူတာတွေဆိုတာမိကူးရောင်တက်တာပုံစံကြီးထုတ်ကြတယ်။ဒါပေမဲ့ဒါကတော့ပထမဦးဆုံးသူ့ရဲ့ iMac ကအာဒီကွန်ပျူတာဆိုတာအလှတစ်ခုပရင်ပေါ်ကလိုမျိုးအလှပတစ်ခုနေနဲ့ပထမအဆုံးမြင်စေခဲ့ရပါဘော။ပြီးတော့တခြားသော features တွေလည်းပါမယ် all in one monitor နဲ့ကိုစားပြူတာ။အဲ့ဒီခက်က internet သုံးဖို့ဆိုတာရှုပ်ထွေးခက်ခဲတယ်။ iMac ကကျတော့ plug in လုပ်လိုက်တာနဲ့ချက်ချင်း internet သုံးနိုင်အောင်ရည်ရွယ်ထားတာပေါ့။ပြီးတော့ အိုင်မက်ကအဲ့ဒီခေတ်ခါတုန်းကတော်လေးကိုရဲရင်နဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ဒီ USB port ကိုပဲအဓိကထားသုံးတဲ့ကွန်ပျူတာတစ်ခုအနေနဲ့ထုတ်ခဲ့တာ။အိုင်မက် iMac အောင်မြင်တယ်ဆိုတာကသူ့ရဲ့ဒီဇိုင်းလှလို့အယောင်လေးတောင့်လို့အဲ့အရာကြီးတောင့်ပဲမဟုတ်ဘူးပေါ့နော်။တကယ်အောင်မြင်မှုရဲ့လိုအပ်ချက်ရှိတယ်။ဘာလဲဆိုတော့ Apple ကပစ္စည်းကိုရောင်းတာမဟုတ်ဘူး story ကိုရောင်းခဲ့တာ။ဒီစကားကိုလည်းဒီ marketing မှာတော်တော်များများကြားမှုကြောင့်ပါ။ အဲ့တော့ Steve Jobs လုပ်ခဲ့တဲ့တမိုင်းမှာအအောင်မြင်ဆုံး marketing campaign ရှိတယ်။ campaign ရဲ့နာမည်က Think Different အဲ့ဒါကိုဘယ်လိုဖန်တီးခဲ့လဲဆိုတာပြောပြပေးမယ်။ Jobs ကပြောခဲ့သလိုပဲ iMac ရဲ့အောင်မြင်မှုအားဒီဝါလီခံခံကြီး Apple ကိုကယ်တင်နိုင်ခဲ့တယ်။ဒါပေမဲ့ပြဿနာတစ်ခုတော့ရှိနေတုံးပဲ။ Apple ကကွန်ပျူတာရောင်းတဲ့ကုမ္ပဏီတစ်ခုတသက်ပဲ။လူတွေရဲ့နှလုံးသားထဲမှာ brand တစ်ခုအနေနဲ့မရှိသေးဘူးပေါ့နော်။အဲ့ဒီခေတ်1990ဝင်းကျင်လောက်ကကွန်ပျူတာကြော်ညာကြီးအားလုံးကတပုံစံတည်းပဲ သူတို့က processor ဘယ်လောက်မြန်နေ RAM ကဘယ်လောက်များတယ်ဆိုတော့အဲ့လို specification တွေကိုပဲ all hit ပြီးတော့ရောင်းနေကြတယ်။တော်တော်လေး boring ဖြစ်တယ်။ဒါမဲ့ Steve Jobs က computer ကိုဒီလိုရောင်းလို့မရဘူးလို့ပြောခဲ့တယ်။သူလုပ်ခဲ့တဲ့ Think Different ဆိုတဲ့ campaign ရဲ့အဓိကရည်မှန်းချက်ကကြတော့ computer ရောင်းဖို့မဟုတ်ခဲ့ဘူး။ ဒီမှန်ချက်ကကြတော့ Apple ရဲ့ core value တွေဖြစ်တဲ့တီထွင်ဖန်တီးမှု creativity ပြီးတော့ထကြွမှု rebellion ၊ကွဲပြားစွာတွေးခေါ်မှုဒါတွေကိုလူတွေရဲ့စိတ်ထဲကိုရိုက်သွင်းမှုဖြစ်တယ်ပေါ့နော်။အဲ့တော့ तू ကသူ့ရဲ့ကြော်ညာ video လေး TVC လေးထဲမှာ तू ကထုတ်ကုန်ကိုလုံးဝမပြဘူး။ IMAX ဆိုတာလည်းတလုံးမှမပြောပါဘူး။အဲ့ဒီခေတ်တော့တော်တော်လေးရဲရင်နဲ့ဆုံးဖြတ်ချက်လို့ပြောလို့ရတယ်။အဲ့ဒီ video လေးထဲမှာ तू က တ်ကမ္ဘာသမိုင်းကိုပြောင်းလဲခဲ့တဲ့ကွဲပြားစွာတွေးခေါ်သူသင်္ကန်းစီရဲ့ပုံတွေကိုထည့်ခဲ့တယ်။ဥပမာအားဖြင့် Albert Einstein တို့ Mahatma Gandhi တို့ဒီလိုလူမျိုးတွေကိုထည့်သွင်းပြီးတော့တုံးခဲ့တယ်ပေါ့နော်။ဒါမဲ့အဲ့ဒီချိန်တုန်းကပေါ့အဲဒီ Apple ရဲ့ပြိုင်ဘက်က IBM ဖြစ်တယ် IBM ရဲ့ slogan ကတော့ think ပေါ့နော်တွေးပါပေါ့ Apple ကကတော့ think different ဆိုပြီးတော့တမင်တကာအဲ grammar ကိုမှားအောင်တုံးလိုက်တယ်အမှန်တကယ် grammar အမှန်ကတော့ think differently ပေါ့နော် အဲ့တော့အဲ့ဒီဖာရင်းမှုကိုတိုင်ဟောရူးတွေကိုချိုးဖောက်တယ်ထကြွရယ်ပေါ့နော် rebellious ဖြစ်တယ်ဆိုတဲ့သဘောကိုတက်ရောက်စေတာအဲ့တော့ steep job ပေးတဲ့ message ကကြတော့မင်းတို့ဒီကွန်ပျူတာကိုသုံးရင်ဘယ်လို feature ကြီးရမယ်လို့ပြောတာမဟုတ်ဘူးဒီကွန်ပျူတာကိုသုံးတဲ့လူတွေကဘယ်လိုလူစားမျိုးတွေပါဆိုတာကိုပြောလိုက်တာဒါကြတော့ marketing မှာတော့တိတ်မထူးဆန်းဘူးဒါ psychology သုံးရတယ် သူကကိုဒါရောက်တာမဟုတ်တော့ဘဲနဲ့ identity ပေါ့ကိုကဘယ်လိုလူမျိုးလဲဆိုရဲဟာမျိုးကိုလာရောက်တာပေါ့အဲ့တော့ဝယ်တဲ့လူကလည်းဒီကွန်ပျူတာကိုဝယ်လိုက်တဲ့ချိန်မှာငါကဘယ်လိုလူမျိုးဆိုရဲ identity ကိုခံစားဝါရတာပေါ့နော်အဲ့လိုမျိုး Steve Jobs ကကွန်ပျူ